ခုဒီနေ့ကျမ်းပိုင်ကတော့ကျမ်းမြောက်ရာကျမ်းခန်းကြီး73ဖြစ်ပါတယ်။ခန်းကြီး73အငယ်1မှ30မောရှိကိုခေါ်၍ဣဒရလမျိုးသားတို့တွင်အူဖွာသောသူ လူဖြစ်စေသရိစံဖြစ်စေတာဥအပေါင်းတို့ကိုငါအဖို့တန်ရှင်းစေလောငါဥစ္စာဖြစ်ကြသည်ဟု မိန်တော်မူ၏မောရှိကလည်းတင်တို့သည်ကျုံခံနေရာအေဂုဒိပြည်မှထွက်သွားသောဣနိယကိုအောင်မိကြလော့ ကာရပြာဒီအာကြီးသောလက်တော်ဖြင့်တင်တို့ကိုထိုးပြီးမှနှုတ်ဆောင်တော်မူပြီးတဆေးပါသောမုံကိုမဆားရအပိပလယနေ့၌ပင်တင်တို့သည် ထွက်လာကြပြီးတင်တို့အားပေးခြင်းကဘူပေးများ၌ကာရပြာချိန်ဆိုတော်မူသောပြီးခာနနီလူဟိတ်တီလူ အာမောရီလူ ဟီဝီလူယေဘူတိလူတို့နေရာဒီဟုသောနို့နှင့်ပြာရည်စည်းသောပြည်တို့ ို့ဆောင်တော်မူပြီးမှယခုလတွင်တင်တို့သည်ဤဝတ်ကိုပြုကြမည်ခொနည်းပလုံးတဆေးမပါသော မုံကိုစားပြီးမှခொနည်းမြောက်သောနေ့တွင်အာရယဖျားဖို့ပွဲခံရကြမည်တဆေးမပါသောမုံကိုစားရသောခொနည်းပလုံးတင်တို့၌တဆေးကိုမတွေ့မမြင်ရတင်တို့နေသော အရရတို့၌လည်းမတွေ့မမြင်ရငါတို့သည်အဂုတ်ထုပြီမှထွက်သောကာလ သာဝရဖျားပြုတော်မူသောကျေးဇူးတော်ကြောင့်ဤတို့ပြုအပ်၏ဟုထိုနေ့၌သာမီးတို့အားကြားပြောရမည်။သာဝရဖျား၏တရားသည်တင်ဤတုံ၌တည်မီအကြောင်းဤအရာသည်တင်ဤလက်၌လက္ခဏာတက်သည်တင်မျက်စိကြားမှအောင့်မေ့ဖို့ရဖြစ်ရမည်။အာချီသောလက်တော်ဖြင့်သာဝရဖျားသည်တင့်ကိုအေဂုတုပြည်မှနှုတ်ဆောင်တော်မူပြီးထိုကြောင့်စည်ရင်တော်မူသောဤထုံးစံကို မိမိအချိန်၌နှစ်စဉ်အတိုင်းဆောင်ရကြမည်အငယ်၁၇မှ၁၆တင်တို့၌၎င်းဘူဘေး၌၎င်းကျင်းဆိုတော်မူသည့်အတိုင်းသာဝရဖျားသည်တင်တို့ကို ပို့ဆောင်၍ထိုပြည်ကို ပေးသနာတော်မူသောအခါတင်တို့၌ဥပွားသောသားအပေါင်းတို့နှင့်တင်တို့၌ရှိသောတိရိစ္ဆာန်တို့၏သားဦးအပေါင်းတို့ကိုသာဝရဖျား အဖို့အတိအချား ခွဲထားရကြမည်အထီးရှိသမျှတို့သည်သာရဖျား၏ဥစ္စာ ဖြစ်ရကြမည်မြဲမ၌အူပွားသောမြဲတငယ်ကိုတိုးတငယ်နှင့်ရွေးရမည်မရွေးလိုလျှင်မြဲတငယ်လေပင်ကို ချိုးရမည်လူသားတို့တွင်သာဟုအပေါင်းကိုရွေးရမည်နောင်ကာလ၌သင်သားကလည်းအဘယ်သို့နည်းဟုမေးမြန်းလျှင်သင်ကလည်းကြုံခံနေရာအေဂုတုပြည်မှ ထာဝရဘုရားသည်အာကြီးသောလက်တော်ဖြင့်ငါတို့ကိုနှုတ်ဆောင်တော်မူ၏။ဖာရောဘုရင်သည်ငါတို့ကိုအလွယ်တကူမလွတ်ဘဲနေသောအခါအေဂုတုပြည်၌လူဖြစ်စေတရိษံဖြစ်စေတာဥအပေါင်းတို့ကိုထာဝရဘုရားကွမျက်တော်မူ၏။ထိုကြောင့်အူဖွာသောတရိษံအတိရှိသမျှတို့ကိုသာရဘုရားအားရစ်ပူဇော်ရမည်ကိုသားတို့တွင်ပါဥကိုရွေးရမည်ဟု ပြန်ဆိုရမည် ဤရာဒီလေတင်ဤလက္ခဏာတက်တည်တင်ဤမျက်စိကြားမှာတင်းကျပ်ဖြစ်ရမည်အကြောင်းမူကားသာရဖျားသည် အာချီသောလက်တော်ဖြင့်ငါတို့ကိုအဂရုပြီမှနှုတ်ဆောင်တော်မူပြီဟု လူများတို့အားပြောဆိုလေ၏အငယ်၁၈ခုနှစ်မှ22ဤတွေလာသူတို့ကိုဖာရောပြင်လွတ်တော်နောက်ဖိလိတိပြည်ကိုလျှောက်တော်လမ်းသည် ဖြောင်းတော်လေ ထိုလမ်းဖြင့်ဘုရားသခင်ဆောင်တော်မူမူအကြောင်းမူကားသူတို့သည်စင့်မှုကိုတွေ့မြင်သောအခါစိတ်ပြည့်၍အဂုတုပြည်သို့ပြန်ကောင်းပြန်ကြလိမ့်မည်ဟုတည်တော်မူ၏ထိုကြောင့်ဘုရားသခင်သည် သူတို့ကိုအေးုံပင်လယ်နာတောလမ်းဖြင့်ဝန်း၍ဆောင်တော်မူ၏ဤတွေလာအမျိုးသားတို့သည်ခင်းကျင်သောတက်အစဉ်တိုင်းအဂုတုပြည်မှထွက်သွားကြ၏အထက်ကာလ၌ယောသကား အကယ်စင်စစ်ဘုရားသခင်သည်တင်တို့ကိုအကြည့်ရှုကြွလာတော်မူမည်ကျွန်ုပ်အယိုးတို့ကိုဤအရက်မှယူသွားရမည်ဟူ၍ဤပေလမျိုးသားတို့ကိုကြက်ကြက်ကျင်းဆူစေသောကြောင့်သူဤအယိုးတို့ကို မောရှိသည်မိမိ၌ယူဆောင်လေ၏တပံသူတို့သည် သူကုတ်အရက်မှထွက်သွား၍ဒေါနာဧတံမျိုး၌စခန်းချကြ၏ သူတို့သည်နေညတွမ်းနိုင်အောင်ထာဝရဘုရားသည်နေ၌ကလမ်းပြဖို့မိုးတိမ်တိုင်အားဖြင့်၎င်းည၌ကအလင်းပေးဖို့မီးတိုင်အားဖြင့်၎င်းသူတို့ရှိကကြွတော်မူ၏နေအချိန်၌မိုးတိမ်တိုင်ညအချိန်၌မီးတိုင်ကို သူတို့ရှိမှရုတ်သိမ်းတော်မမူโอเคနောက်ကျပိုင်းမှာပြန်ကြည့်ကြမယ်ဘိုင်ဘိုင်